ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုးဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာမန်ယူနီးပြအီမိုရီအနေနဲ့မန်ယူအတွက်ရောသူ့အတွက်ပါစိုးဝါတာတွေမကြုံစေချင်ဘူးဆိုရင်နီးပြရာထူးကနေနှုတ်ထွက်တင်တယ်လို့လီဗာပူးကံတွင်ကစားသမားတစ်ယောက်ဖြစ်တဲ့ကာရာဂါကအကြံပြုပြောကြားလိုက်တဲ့သတင်းကိုပထမဦးဆုံးအနေနဲ့ပြောပြပေးပါမယ် Sky Sports သတင်းဌာနမှအားကစားကြီးရာကျွမ်းကျင်သူဖြစ်တာဝန်ယူနေတဲ့ကာရာခါကလက်ရှိမှာမန်ယူနဲ့အီမိုရင်တို့ကြုံနေရတဲ့အခြေအနေကနှစ်ဖက်လုံးအတွက်ကဆုံးတစ်ခုလိုပါပဲမန်ယူတာဝန်ရှိသူတွေဘက်ကလည်းရှေ့မှာနီးပြအပြောင်းလဲတွေနဲ့ပတ်သက်ပြီးအမားတွေကိုကြုံခဲ့ရတာမျိုးထပ်မဖြစ်ချင်တာကြောင့်မလို့အီမိုရင်နဲ့ပတ်သက်ပြီးစိတ်ရှိရှိထားနေပုံရပါတယ်ဒါပေမဲ့လက်ရှိမြင်တွေ့နေရတဲ့အခြေအနေတွေအရဆိုရင်ဒါကနှစ်ဖက်လုံးအကျိုးရှိဖို့အတွက်အီမိုရင်ယာရုကနှုတ်ထွက်လိုက်တာကအကောင်းဆုံးဖြစ်မှာတေချာပါတယ် အီမိုရင်အတွက်လည်းဂုံတိတ်ခါရှိရှိနဲ့နောက်ထပ်စာမျက်နှာတစ်တွေထပ်ပြီးတော့ဖန်တီးခွင့်ရရှိသွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။အီမိုရင်ကမန်ယူကိုပရီးမီးယားလိပွဲစဉ်34ပွဲကင်တွယ်ခဲ့ရမှာ18ပွဲအထိရှုံးခဲ့ပြီးရမှတ်33မှတ်ပဲရယူပေးနိုင်ခဲ့တာကြောင့်မလို့ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးတဲ့နောက်ပိုင်းမန်ယူကိုကင်တွယ်ခဲ့တဲ့နီးပြတွေထဲမှာစွမ်းဆောင်ရည်အညံ့ဆုံးနီးပြအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။လက်ရှိကြုံတွေ့နေရတဲ့အခြေအနေအပေါ်ကိုကာလာကာပြောသလိုပဲဖြည့်ရှင်းတာကမန်ယူအတွက်ကောအီမိုရင်အတွက်ရော အကောင်းဆုံးဖြစ်မယ်လို့ပဲသုံးသပ်ရတော့မှာတော့ဖြစ်ပါတယ်ခင်ဗျာမန်ဖီကာနီးပြမော်ရင်ဟိုကသူကအကြီးကျယ်ဆုံးနီးပြအဖြစ်ဆက်ရှိနေစေဖြစ်တယ်လို့ပြောလိုက်တဲ့သတင်းကိုဆက်ပြောပြပါဦးမယ်အသင်းဟောင်းချယ်ဆီနဲ့ကစားရမယ့်ချန်ပီယံလိပွဲစဉ်အတွက်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာမော်ရင်ဟိုကသူကလက်ရှိအချိန်ထိအကြီးကျယ်ဆုံးနီးပြတယောက်ဖြစ်တယ်ဆိုတာကိုထည့်သွင်းပြောခဲ့တာပါမော်ရီဟိုကရီယယ်မက်ဒရစ်နီးပြယာရုကနေနှစ်ဖက်သဘောတူညီလမ်းခွဲပြီးတဲ့နောက်မှာကင်တွယ်ခဲ့တဲ့ချယ်ဆီ မန်ယူရိုမာနဲ့ဖီနာဘာချီနီးပြရာထူးတွေကနေပြီးတော့ထုတ်ပယ်ခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။မော်ရီဟိုကဘာပြောလဲဆိုတော့ကျွန်တော်ကအခုချိန်ထိအကြီးအကျယ်ဆုံးနီးပြတယောက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟာဥရောပရဲ့အကြီးအကျယ်ဆုံးချန်ပီယံစုတွေကိုမတူညီတဲ့အသင်းတွေနဲ့ယူထားပြရတဲ့သူဖြစ်နေလို့ပါ။ဘန်ဖီကာကလည်းဒီလိုကြီးကျယ်ခံထားတဲ့အရေးအသွေးတွေကိုယုံကြည်လို့ကျွန်တော်ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တာပါ။မော်ရီဟိုဟာမန်ယူနီးပြအဖြစ်နဲ့တာဝန်ယူချိန်တုန်းကချဲစီနဲ့တွေ့တဲ့ပွဲမှာဆိုရင်ချဲစီပြိုင်သက်တွေကသူ့ကိုတစ္ဆာဖောက်လို့ လောင်ပြောင်ခဲ့ဘူးတဲ့သူဖြစ်တာကြောင့်မလို့ Chelsea နဲ့ Benfica ကစားမဲ့ပွဲမှာလည်း Chelsea ပရိသတ်တွေနဲ့ Mourinho ကြားမှာထိတိုက်တွေ့ဆုံမှုတွေဖြစ်လာနိုင်ခြေရှိနေပါတယ်။ Mourinho ဆိုတာကနာလိုခံခတ်ပြောတတ်တာတွေကြောင့်မလို့တည်င်းလူသားဖြစ်ခဲ့ရတာမျိုးရှိခဲ့တယ်လို့အဲ့ဒီလိုဗီဇရှိနေသေးပဲဆိုတာကိုလည်း Chelsea လိုနှစ်ခါတောင်သူတာဝန်ယူခဲ့တဲ့အသင်းကိုအခုလိုပြောပြီးတော့တက်သေးပြလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာ။ ချက်စီနီပြမာရက်စကာကသူ့ကိုနီးပြရာသူကအထောက်ခံရမယ်လို့ပြောတဲ့သူတွေကယူတဲ့သူတွေဖြစ်နေတယ်လို့ပြောလိုက်တဲ့သတင်းကိုပြောပြပါမယ်။မန်ယူနဲ့ဘရိုက်တန်တို့ကိုဇက်တိုက်ရှုံးခဲ့ပြီးတဲ့နောက်မှာမာရက်စကာကိုတွဲဖက်အသင်းပိုင်ရှင်အီဂါဘာလီကတီးတက်ခေါ်ယူသွေးဆောင်ပြီးတဲ့နောက်မှာတော့မာရက်စကာကချက်စီမှာဆက်ရှိဖို့မသေးချဘူးဆိုတဲ့သတင်းတွေဇက်တိုက်ဆိုသလိုထွက်ပေါ်လာတာပါ။မာရက်စကာကအသင်းရလက်စိုးတွေကြုံနေရတဲ့အကြောင်းရင်းတွေထဲမှာအသင်းခြေစွမ်းညံ့လို့မဟုတ်ပဲအနီကပ်ပြခံရတာလို့မျိုးမမှန်မထားတဲ့အကြောင်းအရာတွေကြောင့်ဖြစ်တယ်ဆိုတာကိုမြင်အောင်မကြည့်နိုင်လို့ သူ့ကိုယာရုကထုတ်ပယ်ခံရတော့မယ်လို့ပြောတာဖြစ်တယ်လို့ပြောခဲ့တာပါမာရက်စကာကပြီးခဲ့တဲ့6လအတွင်းမှာကျွန်တော်တို့၅ပွဲရှုံးခဲ့ပါတယ်ရှုံးပွဲတဲ့၅ပွဲထဲမှာ၄ပွဲကအနီးကပ်ပြတ်ခံခဲ့ရပါတယ်ဒါကခြေစွမ်းကြောင့်မဟုတ်ပဲလူတယောက်ယောက်နဲ့ကစားရလို့ရှုံးတာဖြစ်ပါတယ်ကျွန်တော်ကိုယာရုကအထုတ်ခံရမယ်ပြောနေတဲ့သူတွေကအရှိတရားကိုမြင်အောင်မကြည့်နိုင်ပဲယူနေတဲ့သူတွေဖြစ်ပါလိမ့်မယ်လို့ကိုပြောခဲ့တာပါခင်ဗျာ နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်အဲ့ဒါကဘာလဲဆိုတော့ကွင်းလေကစားသမားတယောက်ဖြစ်တဲ့ဆာခါကအာဆင်နယ်မှာလစာအများဆုံးရတဲ့သူဖြစ်လာတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အာဆင်နယ်တာဝန်ရှိသူတွေကဆာခါကိုစာချုပ်တစ်ချုပ်ဖို့ကမ်းလှမ်းခဲ့တဲ့နေရာမှာအသင်းမှာလစာအများဆုံးရတဲ့သူဖြစ်စေမယ်လစာမျိုးပေးမယ်ဆိုပြီးတော့ထည့်သွင်းကမ်းလှမ်းခဲ့တာပါအာဆင်နယ်တာဝန်ရှိသူတွေဘက်ကဆာခါကို2030ပြည့်နှစ်ထိအာဆင်နယ်မှာရှိနေမဲ့စာချုပ်တစ်မျိုးကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်နောက်ခံလူစာလီပါကိုစာချုပ်တစ်ချုပ်ဖို့သဘောတူညီမှုရရှိသွားပြီးတဲ့နောက်မှာတော့ အာဆင်နယ်ဘက်ကစာခါကိုစာချုပ်တစ်ချုပ်ကိုထပ်မံကြိုးပမ်းခဲ့တာပါ။စာခါနဲ့အာဆင်နယ်ချုပ်ဆိုထားတဲ့လက်ရှိစာချုပ်က2029ခုနှစ်အထိတက်တမ်းရှိနေပါတယ်။စာခါဘက်ကလည်းအာဆင်နယ်ရဲ့ကံလမ်းမှုကိုလက်ခံသွားဖို့စီစဉ်ထားပြီးဖြစ်တယ်လို့လည်းသတင်းတွေချက်ချက်ပြက်ပြက်ထွက်ပေါ်လျက်ရှိနေပါတယ်။စာခါဟာအာဆင်နယ်အကယ်ဒမီကပေါ်ထွက်လာတဲ့သူဖြစ်ပြီးနီးပြအာတီတာကြောင့်မလို့ထိတ်တန်းကစားသမားအဖြစ်ကိုရောက်ရှိလာတဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။ ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမခိတ်ကနေညီကိုတို့အားလုံးတက်စုစည်းပြီးတင်ဆက်ပေးခဲ့တာပါဒီပုံမှာညီကိုတို့အထင်မြင်ယူဆချက်တွေကိုကျွန်တော်တို့ဘာမခိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမခိတ်ရဲ့ဗီဒီယိုလေးတွေကို like and share ပြုလုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဘာမခိတ်ရဲ့အစီအစဉ်တွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ